ဥမာလူတယောက်ပြောတာခင်ဗျာအရေးပြလေးမျက်နှာရှိနေတယ်ဟာဆရာရဲ့တွားပါပြီကျွန်တော်ပေါ်လာအဲ့လိုအဲ့လိုမျိုးပြောကြတာပေါ့နော်ဒါမဲ့လို့ဆရာခင်ဗျားမှာတွေးတူစီဂျိုရှိနေအော်တော်သေးတာပေါ့ဆရာရဲ့အဲ့လိုဖြစ်တယ်ပေါ့နော်တကယ်တော့အရေးပြလေးမျက်နှာတို့တွေးတူစီဂျိုဒါတွေရတော့ကျရင် chronic disease တွေပေါ့နော်ဒီယောဂါတွေအကုန်လုံးကကြော်ပြလေးမျက်နှာရဲ့သဘောတဘောကဘယ်လိုလဲဆိုတော့ဒါကျွန်တော်ရဲ့ body cell ပေါ့ကျွန်တော်တို့ခန္ဓာကိုယ်က cell ပဲဒါလည်းကျွန်တော်ရဲ့ body cell ပေါ့ကျွန်တော်တို့ခန္ဓာကိုယ်က cell ပဲ auto antibody လို့ခေါ်တယ်သူတို့အချင်းချင်းပြန်ဖြစ်ကြတယ်ပြန်ဖြစ်ကြတယ်ဆိုတော့သဘောတော့ ိုက်ပွဲဖြစ်တယ်ပေါ့နော်တိုက်ပွဲဖြစ်တော့တိုက်ပွဲဖြစ်တဲ့အဆုံးအရှုံးတွေများတယ်အကျဉ်းအကျံတွေများတယ်အပုတ်အဟောင်းတွေများတယ်ပေါ့နော်အဲ့အပုတ်အဟောင်းတွေအကောင်လုံးကဘယ်လိုသွားရလဲဆိုတော့သူကဒီခန္ဓာကိုယ်မှာရေစိကြီးတစ်ခုရှိတယ်လို့တင်ပါလိုက်အဲ့ရေစိကကျတော့ကြောက်ကပ်ပေါ့နော်အဲ့တော့ရှိသမျှအညစ်ကြေးအကောင်လုံးကကြောက်ကပ်မှာသွားပြီးတော့အဆူစည်းတယ်ကြောက်ကပ်မှာဆူစည်းတော့အဲ့ကြောက်ကပ်ကဒီအညစ်ကြေးတွေကိုမတုံဖြတ်နိုင်တဲ့အခါတဖြည်းဖြည်းချင်းကြောက်ကပ်တွေချောင်းတယ်နောက်ဆုံးကြောက်ကပ်ပြတ်တယ်ပေါ့နော်ဒီလိုဖြစ်ရတယ် ဲ့တော့ဒီလိုမဖြစ်အောင်ဘယ်လိုလုပ်လို့ရလဲဆိုတော့သဘောကခုနအချင်းချင်းရန်တွေ့နေကြတဲ့ auto antibody ရော antibody စိတ်ရောနှစ်ခုလုံးကိုတားပေးနိုင်တဲ့စီးရှိတယ်။အဲ့တော့ဒီအရေးပြားလေးဝက်နာကိုအဓိကကုရာကျော်ဒီစီးရပါဘောနော်။ဒီကောင်နေမင်းတို့ချင်းချင်းရန်တိတ်မဖြစ်ကြနဲ့ဆိုပြီးတားပေးတဲ့စီးရပါဘောနော်။အဲ့တော့အဲ့စီးတေချာလေးတောင်းအောင်။အဲ့ဆိုရင်ဘယ်တော့တောင်းဒီကောင်နေကပြဿနာတိတ်ပြီးမပေးနိုင်တော့ဘူးဘောနော်။အချင်းချင်းရန်မဖြစ်အောင်လို့စီးတေချာတောင်းအောင်။ နောက်ပြီးဒုတိယတစ်ခုကကျတော့အဲ regular follow up ပေါ့နော်တေချာလေး check up လေးလုပ်အောင်ပဲပေါ့နော် check up လေးတေချာလုပ်ပြီးတော့အဲ3လဆိုလဲ3လ6လဆိုလဲ6လပေါ့နောက်ကအစားအစာပေါ့နော်အတိအကတော့ကြောက်ကတ်သမားဆိုရင်ယောဂအကြောင်းအစားတွေရှောင်ရတာကြီးများတယ်ပေါ့နော်ကျွန်တော်ကတော့တိတ်ပြီးတော့မရှောင်နဲ့ပေါ့တဘောကတော့ပုံမှန်စားနေကြအာဟာရရှိရာစားပေါ့ဒါပေမဲ့လို့ဒီအသင့်စားရတဲ့အစားအစာတွေမစားနဲ့ပေါ့ တော့ကြောက်မှာပေါ့နော်ဒီဟိုခေါက်ဆဲကြောက်တွေမစားနဲ့ဟို ready made တွေတိတ်မစားနဲ့နောက်ပြီးငရုတ်သီးတွေငရုတ်သီးမုံတွေပေါ့နော်ငရုတ်သီးမုံတွေမစားနဲ့နောက်ပြီးအချိုရည်တွေတအားချိုလုံးတဲ့ချိုတွေအံ့မျိုးတွေရှောင်ပေါ့ဒါကတော့ဒီအဟာရပညာရှင်တွေကတသက်ထပ်ပြီးတော့ပြောထားတာရှိရှိပါတယ်အဲ့ဒါကိုရှောင်လိုက်ရင်ဒါတော်တော်ကိုကိုယ့်ရဲ့ကြောက်ကတ်ကိုဟိုဘယ်လိုပြောမလဲခရူးဆိုင်ပြီးတာဖြစ်တာပေါ့နော်